ရခိုင်ပြည်စစ်တွေမြို့ပြင်မှာတည်ရှိတဲ့အောင်တိုင်ကျေးရွာနဲ့အမြင့်ကျွန်းကျေးရွာအနီးကမင်းချောင်းတရာအနီးမှာဒီလ26ရက်နေ့ညအချိန်ကနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရတယ်။ ရခိုင်ပြည်စစ်တွေမြို့ပြင်မှာတည်ရှိတဲ့အောင်တိုင်ကျေးရွာနဲ့အမြင့်ကျွန်ကျေးရွာအနီးကမင်းချောင်းတရာအနီးမှာဒီလ26ရက်နေ့ညအချိန်ကနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရယ်။အော်တိုဘာလ26ရက်နေ့ညကအမြင့်ကျွန်အနီးရှိကင်းချောင်းတရာအနီးမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အေအေနဲ့မြန်မာစစ်တပ်တို့အကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့စစ်တွေမြို့အနောက်ဖက်ပင်လယ်ကမ်းခြေမှာတည်ရှိတဲ့အောင်တိုင်ကျေးရွာမှာလည်းအပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါရယ်။ အောင်တန်ရွာဘက်ကနေလွန်ခဲ့တဲ့စနေနေ့ညအချိန်ကလက်နက်ငယ်ပစ်ခတ်တံတွေကြားလိုက်ရတဲ့တိုက်ပွဲဖြစ်တာလားတေချာမပြောနိုင်ပေမဲ့လက်နက်ငယ်ပစ်ခတ်တံတွေအချိန်အတော်ကြီးကြားခဲ့ရတယ်လို့စစ်တွေမြို့ကန်ဒေသခံတအူးကပြောပါတယ်။ စစ်တွေမြို့နယ်အောင်တိုင်ကျွရရှိအကျန်းဖက်စစ်တပ်စခန်းကိုအော်တိုဘာ26ရက်ညကအာရခတပ်တော် AA ကဝင်တိုက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းနရစရာသတင်းဌာနအနေနဲ့တိကျအတိပြုနိုင်တာတော့မရှိသေးပါဘူးအခုလိုပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်စစ်ကော်မရှင်ကနေစစ်တွေမြို့မှာစစ်ရေးပြင်ဆင်မှုတွေကိုတုံ့ပြန်လှုပ်ဆောင်လာတယ်လို့စစ်တွေမြို့ကန်နာလန်သွာလာခွင့်တွေကိုပိတ်ထားတယ်လို့သိရပါတယ်အခုလိုမြို့ပြင်နေရအချို့မှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပေမဲ့ဒီပစ်ခတ်မှုတွေဟာမြန်မာစစ်တပ်က ာအာရခတက်တော် AA ထိန်ချုပ်ထားတဲ့မြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပေါ် AA ကပြန်လဲတုတ်ပြန်လာလားဒါမှမဟုတ်စစ်တွေမျိုးကိုကနတ်ဦးစတင်တိုက်ခိုက်မှုလားဆိုတာကိုတော့နရေစရာအနေနဲ့တိတိကျကျမသိရှိရသေးပါဘူးလွန်ခဲ့တဲ့စနေနေ့ညကလည်း AA ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာစစ်တွေအခြေဆိုင်ဒါကာစယုံအနီးမှာကြာရောက်ပောက်ကွဲခဲ့တဲ့အတွက်စစ်သားအချို့သေဆုံးဒဏ်ရာရရှိခဲ့တာတွေရှိတယ်လို့အတိမပြုရသေးတဲ့သတင်းတွေအများသိရပါဗျ။